你这哭丧咋了？真是啊！立马就见到几个唐人面孔的朋友吧，都。ဒီထဲမှာမေဦးကဘာမှမဆိုင်အောင်အဲ့တော့ကျွန်တော်တော့ခဏပြောအမအမလုံးဝပြောင်းသွားအမတော့လည်းအများကြီးပျော်တယ်ကုန်ပြီဟုတ်ဟုတ်တကယ်သုထက်တဲ့မောင်လေးနဲ့ကျတော့အဲ့ခိုင်ချက်ကလေးတော့တူတယ်နဲ့တူတယ်အမင်းသမီးတယောက်ဖြစ်ချင်တယ်ဆိုတာအထက်ကို character actor ပေါ့ character actor ဖြစ်ချင်တာ 话，你咋的哭啥呢？啊，真是啊！你咋哭啥呢？咋啦？အဲ့ဆိုတော့ပါတဲ့ခံနေရပေါ့နော်အဓိကမင်းသား၃ယောက်ဆက်ဆိုတော့အဲသူတို့တွေလည်းအရန်ကောင်းကြရလေဆိုတော့ဟိုဝမ်းတာပါအဲ့ဒါလက်စတိုင်နေတာဆာလုံးဝချင်းတာနော်ဟုတ်ဟုတ်ကဲ့ဟုတ်အဓိကကတော့ဟိုပေါ့ အဲဒါကတော့ကျွန်တော်အပြင်ရေလွင်ဦးကကျွန်တော်ပုံစံပေါ့နော်အထရာဟန်တာဘယ်လိုပုံစံလေးဖြစ်မလဲပြီးွားရင်ကျွန်တော်အရင်ကဟိုဇကာရီနဲ့မတူဘဲနဲ့ပုံစံလေးဘယ်လိုမျိုး꿰သွားမလဲပြီးတော့ဟန်တာဆိုတဲ့ဇက်ကောင်ကဘယ်လိုဗီဇာစရိုက်ဘယ်လိုပုံစံလက္ခဏာမျိုးရှိမလဲဆိုတဲ့ဟာကိုကျွန်တော်လည်းတွေးတယ်ပြီးတော့ကိုဒီထောင်းလည်းကျွန်တော်မေးတယ်မေးပြီးတော့အဲတူအောင်ဟန်တာဖြစ်အောင်လုပ်ခဲ့တာပါဗျာဟုတ်အဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်ကိုတက်လို့ရတယ်ကွာတက် ။အမှတချင်းနားထောင်လို့လည်းမရတော့ဘူး။အတချင်းမှာစို့လို့မရတော့ဘူး။ ။ငောင်လေးကကျတော့ तू ကငကိုကလေးကရချင်းရှိပြီးသားပေါ့နော်။ပြီးတော့အတူတူအလုပ်တွဲလုပ်တဲ့အချိန်မှာတည်ရကျတော့ तू က character တစ်ခုကို तू တော်တော်ဇာဝင်မြို့မှာစင်းမျောနိုင်တယ်။ပြီးတော့အသေးစိတ်ကစားပြင်ဆင်အားကောင်းတယ်။အဲပြီးတော့ဟို तू ဆန္ဒပြောသလိုတာဝန်ကျေခြင်းနဲ့ဆိုရဲဟာကိုအထင်းသားမြင်ရပေါ့နော်။အတူတူအလုပ်တွဲလုပ်တဲ့အချိန်မှာဆိုတော့ तू အဲ့လိုဒီဟိုချင်ဟန်ဟန်နေရစပြောဆိုရရစပြီးပြင်ဆင်မှုရအစရှေ့ကကားနဲ့ तू မထအောင်အများကြီး तू ပြင်ဆင်ထားရရှိရဲ။ဆိုတဲ့ဝေဘန်နာထက်ပြိတ်သက်တွေကကျတော့ဟို तू ရ ့ရဲ့ဒီတရုပ်ဆောင်မှုတွေကိုဟို admire လုပ်ကြရပါတော့အတိမတ်ပြုကြရဲဆိုအဲ့အတွက်ဟိုဟန်တာအဖြစ်နဲ့တကယ်ကိုတောင်းဝင်ကြည့်ခဲ့တယ်လို့ညင်တယ်အဲပြီးတော့ကိုရိုင်းလည်းအလိုပိတ်ကောင်းမှကြည့်ရတဲ့အချိန်မှာသူတကယ်ကောင်းတယ်ဆိုတော့တကယ်လက်ခံပါအရန်တော်ပြီးရချင်းရှိရမှာလို့ပါမင်းမိသားစုအိကလုံးပဲကောင်းวะအဓိကဟိုပေါ့ကျွန်တော်တို့ကဇက်ကောင်နေအများကြီးကိုတရုပ်ဆောင်မှုခြင်းနဲ့သူတို့ဇက်ကောင်နေရဲ့စိတ်နေစိတ်ထားရဲ့ဘဝအခြေအနေတွေကိုဝင်ပြီးခံစားခြင်းနဲ့ဗျာသူတို့ဘယ်လိုခံစားနေရလဲ တို့ဘယ်လိုမျိုးတွေရှိကြလဲဆိုတဲ့ဟာကိုလိုက်ခံစားချင်တာပေါ့ရုပ်ရှင်တကားကြည့်ရင်တော့မှအဲရုပ်ရှင်ကြည့်တဲ့အချိန်မှာဇက်ကောင်တစ်ခုကိုကြိုက်ပြီးဆိုအဲဇက်ကောင်နေဟာဝင်ပြီးခံစားလိုက်တယ်အဲ့တော့ကြတော့လေဒီကျွန်တော်တို့ကိုယ်တိုင်လုပ်ခွင့်ရတဲ့အချိန်ကြလို့ရှိရင်ကိုလက်ခံရိုက်ကူရမယ်ဇက်ကောင်အတွက်အရင်ရင်ခုန်တယ်ပြီးတော့ဇက်ကောင်တစ်ခုရိုက်ရိုက်ကူရတော့မယ်ဆိုတာသိပြီးပါလေချင်းညာအဲအကြောင်းဝင်ထိုင်တွေးနေရောအဲ့ဒါတော့ကျွန်တော်ကျင်းပါ ဆွတ်တဲ့မောင်လေးနဲ့ကျတော့အိတ်ခိုင်ချက်ကလေးတတ်တူတယ်နဲ့တူတယ်ဒီဆွတ်တို့ဒီအလုပ်ပေါ်မှာယူသွတ်တာပေါ့နော်ယူသွတ်တဲ့ဟာကအနုပညာလောဘယူသွတ်မှုကတော့ကြီးရဲ့ ကြီးရဲ့အတွက်ကြောင့်မလို့အဲကိုဘလောက်ထိစူးစမ်းပန်းစားနေဟိုရှောက်လန်းခဲ့ရတယ်ပြီးရခါကျတော့ဒီအဲ့လို character တိုင်းမှာဆိုလဲဘလောက်ထိယူသွက်ခဲ့ရတယ်ဆိုတာအဲ့လိုမျိုးခန်းစားချက်ရှိရတူချင်းချင်းဆိုတော့သူစနာပြောရချိန်မှာလို့ဒိုင်းဆိုပြီးခေါင်းထဲမှာအထွေးတော့ပေါ်ပေါ့အော်ဟုတ်တယ်အဲ character တစ်ခုပြောဆောင်ရမယ်ဆိုတော့အဲ့ character နဲ့ပတ်သက်ပြီးမျောနေတာပေါ့နော်အဲဟို shooting မှာနေလဲအဲ့ character အိမ်မှာပြန်တော့လဲအဲ့ character အဲ့လိုမျိုးဖြစ်နေတတ်တယ်ပေါ့အခုတော့ကျွန်တော်တို့ဒီ interview မဖြစ်ခင်ကပြောနေအမနဲ့ ဟိုအဲအရှိမဆိုကျွန်တော်ကြည့်ခဲ့တောင်းရင်မြန်ပုံနဲ့မေးလို့ပါတော့ဟိုဒီထဲမှာမေးဦးကဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘူးဟိုသူချစ်သူကောင်းလေးကြောင့်သူရဲ့ပုံစံนี่အကုန်ချိန်ပြီးတော့သူချစ်သူကောင်းလေးပျော်ဖို့အတွက်သူဘာမှမဆိုသူလိုက်လုပ်တဲ့အချိန်မှာအစဟိုကျွန်တော်တို့ပေါ့နော်ဒါအမကျွန်တော်တို့သိရအမကြောင့်အပြင်မှာအေးအေးနဲ့ဒီတိုင်းဟိုပေါ့နော်ရွေးရင်နေတယ်မှာဒါပေမဲ့တကယ်ဖက်ရှင်ချင်းလဲနေကြတော့ပြီးတော့ကျွန်တော်တို့ပိတ်ကားထပ်မှာကြည့်ရတဲ့အချိန်မှာလေမေဦးကမေဦးတကယ်ဖြစ်နေတာ ဲ့ဒါကိုကျွန်တော်တို့ခုနကပြောအမားအမားလုံးဝပြောင်းသွားတာဒီ interview မဖြေခင်နေရပဲလေဟိုလုံးဝကျွန်တော်တို့အရင်အကြီးခဲ့တဲ့ဇလန်တွေနဲ့ဘာမှမတူတော့အဲ့ဒါကိုကျွန်တော်ကဟိုဘယ်လိုပြောမလဲအမားတော့လည်းအများကြီးပြောရကုန်ပြီဟုတ်ဟုတ်တကယ်အမင်းသမီးတယောက်ဖြစ်ချင်တယ်ဆိုတာအထက်ကိုအဟို character actor ပေါ့ character actor ဖြစ်ချင်တာပေါ့အဲဆိုတော့အဲ့အတွက်တော့သူလည်း YouTube သူလည်းဆုထားတယ်အဲ့ဒါနဲ့ပတ်သက်လို့100% YouTube ပါဘာဘာတည်လာဆိုတာဘာကိုပြောတာလဲခင်ဗျာ ၅ပါးတည်လာတယ်ဟို၅ပါးဒီလားဆိုရဲဟာဗာလဲဆိုပြီးကျွန်တော်ဒီဘောနော်ထရေလာထဲမှာပါအဓိကကတော့ကျွန်တော်တို့ကဟိုဗုဒ္ဓဘာသာဆိုတာတော့ဗုဒ္ဓဘာသာလူမျိုးတွေမှာဆိုရင်ဗုဒ္ဓဘာသာဆိုတာတော့မှန်ပေမဲ့လူငယ်တော်တော်များများမှာကဟိုဘာသာရေးကိုတိတ်ပြီးတော့မလုပ်ကြတဲ့လူတွေလည်းများကြတယ်ပေါ့နော်အဲ့အချိန်မှာအဓိကပေးချင်တဲ့ message ကကြတာဗာလဲဆိုတော့ဘာသာတရားကိုသိပြီးတော့တီလာလုံတဲ့လူတယောက်နဲ့ဘာသာတရားကိုမသိတီလာ မလုံတဲ့သူတရားရဲ့ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေအားလည်းမတူနိုင်ဘူးမတူနိုင်တဲ့အတွက်သူတို့ရဲ့ဘဝအာနောက်ထပ်ဘဝရဲ့နောက်ဆုံး လမ်းနေရာလဲမတူနိုင်ဘူးပေါ့အကောင်းဆုံးကွဲသွားနိုင်တယ်ဆိုတဲ့ဟာလေး message ပေးချင်တာပါဟုတ်တရေကအဲ့လောက်ပင်မမယ်မတကယ်မသိဘူးသူတို့ဟိုဗာလေမင်းဖုံးမြတ်တို့ကအဲ့ horror နဲ့ပတ်သက်ရင်တို့တွေ့ကြုံရှိတယ်အဲဆိုတော့ဆရာကြီးတကယ်တော့လေဟိုသူတက်ကအဲ့ horror နဲ့ပတ်သက်ရင်တရေကတော့သူတက်ကမနိုင်မရရမ်းကြိုက်တယ်အော်မဟုတ်လေအဲ့လိုနှစ်ပတ်တကားလောက်တော့ကြည့်နေကြပေါ့နော်ကိုကကို Netflix ကနေပြီးတော့ဆိုတော့အဲ့လို horror fan ပေါ့ဒါပေမဲ့ horror ကရိုက်ရတဲ့ ပင်ပန်းမှုကတော်တော်ပင်ပင်ပန်းနေလို့ပြောရမယ်နော်ဟိုဒရာမာပင်ပန်းတာတမျိုးဟော်ရာကျတော့အဲသူတို့ဆိုလို့တအားပင်ပန်းပါဘောညာလုံးပေါက်နေပါလေရရပါညာဆွဲခါကျတော့ဟာတော်တော်လေးဟိုပင်ပန်းတာပါလားပေါ့နော်ဟော်ရာကကောင်းကောင်းတကားထွက်ဖို့အတွက်ကိုကပါတဲ့လူတွေအကုန်လုံးကတော်တော်တက်ညီတက်ညီနဲ့စူးစားပန်းစားတယောက်ဆောင်ကြရတာပါလားပေါ့နော်ဆိုတော့ဒီပိတ်ကားမှာမြင်ရတော့တော့ပင်ပန်းရကျုံနဲ့သွားတယ်လို့တော့ခံစားရတယ်ဟုတ်နော်ဟုတ်နော်ဟုတ်တယ်ကျွန်တော်စကားလေးက ဟို quality ရှိတဲ့ရုပ်ရှင်တကားလေးဖြစ်ခဲ့တာကိုကျွန်တော်တို့အများကြီးဂုဏ်ယူပါတယ်။ပေါင်းကင်းရတဲ့အတွက်လည်း PD ဖြစ်တယ်ကျွန်တော်အားတော့တကယ်ပါ။ Bell AP ရဲ့တူတယောက်ချင်းဆိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အားလုံးလည်းပို့ပြီးကြိုးစားတက်ပါမယ်လို့။ဟုတ်ပါပါ။ကျေးဇူးပါ။